ားလုံးပဲမင်္ဂလာပါအဲ့တော့ဝေဆန်းဆဲပညာဒါနာ class ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဆဲဆဲတို့အခုဆိုရင်ပေါ့နော်တနေ့နဲ့တနေ့သင်လာတာဆိုရင်သင်ခန်းစာတွေတော်တော်လေးတောင်ပြီးသွားပြီပေါ့နော်ပြောရမယ်ဆိုရင်အဲ့တော့ဒီသင်ခန်းစာတွေများလာတာနဲ့အများကျဲရတဲ့သင်ခန်းလေ့လာချက်မှတ်ရတဲ့စာတွေလည်းပေါ့နော်အရင်များလာပြီဖြစ်တဲ့အတွက်တဝက်တစ်ပြန်နဲ့လက်မလျှော့ဘဲနဲ့အဆုံးစွန်ထိအားလုံးကို စ조사စီကြပါတယ်အဲ့တော့သင်ခန်းစာတွေကလည်းတဖြည်းဖြည်းနဲ့များလာပြီဆိုတော့လေ့လာချက်မှတ်ရတာတွေလည်းများလာပြီပေါ့နော်ပြောရမယ်ဆိုရင်တော့အဲ့တော့အခုဒီနေ့ထပ်ပြီးတော့လေ့လာချက်မှတ်ရမယ်သင်ခန်းစာကဘာလဲဆိုရင်စစဲတို့ဒီတနင်္လာနေ့ကနေပြီးတော့တနင်္ခွနေနေ့ထိပေါ့နော်နေ့9နေ့ရှိတယ်အဲ့ဒီနေ့9နေ့ကိုဂျပန်လိုဘယ်လိုမျိုးခေါ်လဲဆိုတဲ့ဟာနဲ့ပတ်သက်ပြီးတော့သင်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့အရင်ကြီးခက်တာမဟုတ်တဲ့အတွက်တခါတည်းနဲ့လေ့လာချက်မှတ်နိုင်မယ်လို့တော့ထင်ပါတယ်အဲ့ဒါဆိုရင်ကြည့်အောင်နော် အဲ့တော့ဒီမှာဆိုရင်စစ်စဲလို့ပေါ့နော်ဒီနေ့တွေဘောပြောမယ်ဆိုရင်တော့ဒီနောက်ကဘာနဲ့ဆုံးလဲဆိုရင်ရောပြီးနဲ့ဆုံးတဲ့နေ့ခုနှစ်နေ့လုံးအကောလုံးအရှိမပဲစကလုံးလေးတွေချိန်ွားပြီးတော့နောက်ကတော့ဘာနဲ့ဆုံးလဲဆိုရင်ရောပြီးလေးတွေနဲ့ဆုံးမယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်ပြပေါင်းဆုံးမှတ်ကမှာက YO ကကြတော့ရောပေါ့ရောပေါ့နော်ရောကိုမှနောက်ကဦးနဲ့အတန်ဆွဲလိုက်တဲ့အခါကျတော့ရောဆိုပြီးတော့ဖြစ်သွားမယ်နောက်ကကြတော့ BI ကပြီးရောပြီးရောပြီးအဲ့တော့ဂျပန်လိုရေးမယ်ဆိုရင်တော့ ယောဘိဒီလိုမျိုးလေးရေးပါတယ်အဲ့တော့ဒါဆိုရင်ပရမောင်းဆုံးနေ့ဖြစ်တဲ့တနင်္လာနေ့ကိုကြည့်အောင်ဂျီအီကကြတော့ဂဲပေါ့နော် GS ကစနက YOU ကယောဘီအာဘိအဲ့တော့ဂဲဆယဘိဂဲဆယဘိဆိုတာက တနင်္လာနေ့ကိုပြောတာပါဂဲစယောဘိဂဲဆယဘိဆိုတာကတနင်္လာနေ့အဲ့တော့တနင်္လာနေ့ကိုဂျပန်လိုခေါ်မယ်ဆိုရင်ဂဲဆယဘိလို့ခေါ်ပါတယ် အားဆိုရင်ဒုတိယနေ့ဖြစ်တဲ့အင်္ဂါနေ့အင်္ဂါနေ့ကိုကြတော့ဂျပန်လိုဘယ်လိုခေါ်မလဲဆိုရင် KA ကခ YOU ကယော BI ကဘခယောဘခယောဘဆိုတာက အင်္ဂါနေ့ကိုပြောတာပါဂျပန်လိုရေးမယ်ဆိုရင်တော့ဒီပုံစံလေးရေးပေးပါတယ်ခယောဘအင်္ဂါနေ့ပါ ဒါဆိုရင်နောက်ထပ်နေ့နဲ့တခုကဘုံဒုံနေ့ကိုပြနော်အဲ့တော့ဘုံဒုံနေ့ကကြတော့ s ကကြတော့ su i ကကြတော့ i su i you က your b i ရ b su i your b su i your b c y o b ဆိုတာကဘုံဒုံနေ့ကိုပြောတာပါအဲ့တော့ဘုံဒုံနေ့ကိုဂျပန်လိုခေါ်မယ်ဆိုရင် c y o b ဒါဆိုရင်ပြန်ပြီးတော့ပြောမယ်တနင်္လာနေ့က g e s y o b အင်္ဂါနေ့က kha y o b ဘုံဒုံနေ့က s y o b ။အဲဆိုရင်နောက်ချက်က MO က mo ku ခုနော်အဲ့တော့ mo က mo ku ခု you ကယော bi ya bi mo ku yo bi mo ku yo bi နော် mo ku yo bi ဆိုတာကခြားတာပရင်းလေးကိုပြောတာပါ။ကဲပါအဲ့တော့ဆန်းဆဲဒီမှာပေါ့နော်ဗုဒ္ဓုံလေးကိုဂျပန်လူလေးရေးပြပေးပါမယ်အဲ့တော့ဒီဗုဒ္ဓုံလေးကကြတော့စီယောဘီဒီပုံစံလေးရေးပါတယ်မိုခူယောဘီစတာပရင်းလေးကကြတော့မိုခူယောဘီနော်ဒီပုံစံလေးရေးပါတယ်မိုခူယောဘီ ။အားစင်ဂျတာပရနီကိုဂျပန်လိုမိုကွီယိုဘီလို့ခေါ်ပါတယ်။အဲ့တော့နောက်ထပ်နေ့နဲ့လေးရတော့တောက်ကြနေပေါ့နော်အဲ့တော့တောက်ကြနေကကြတော့ KI ကခိခိ ਉਹ နော်က N နဲ့ပေါင်းလိုက်တဲ့အခါကျတော့ king ဖြစ်သွားမယ်နောက်က YOU ကရော BI က B king of B king of B ဆိုတာကတောက်ကြနေကိုပြောတာပါနော် king your B king of B ကတောက်ကြနေ့ ဒါဆိုရင်စနေနေ့ကကြတော့မာဆိုရင် DO က DO YOU က YO BI ရ B DO YO B DO YO B တလုံးနဲ့เนาะ DO YO B DO YO B ဆိုတာက စနေနေ့ကိုပြောတာပါအဲ့တော့သူ့ကိုရေးမယ်ဆိုရင် DO YO B လို့ရေးပါတယ် DO YO B အဲ့ဆိုရင်နောက်ဆုံးနေ့နဲ့ဖြစ်တဲ့တနင်္ဂနွေနေ့ပေါ့เนาะတနင်္ဂနွေနေ့ကကြတော့ဂျပန်လို့ဆိုရင် online ကနီ ချဲချိုင်ကချီ YOU ကယော BI ကဘီနီချီယောဘီနီချီယောဘီနီချီယောဘီဆိုတာက တနင်းခုနေနေပါရေးမဲ့ဆိုရင်နီချီယောဘီဆိုပြီးတော့ဖြစ်သွားပါမယ်ရပါမယ်နော်โอเคပါအဲ့ဒါဆိုရင်ပြန်ပြီးတော့တနင်္လာနေ့ကနေပြီးတော့တနင်းခုနေနေပြန်ပြီးတော့ပြောပြပေးပါမယ်တနင်္လာနေ့ကဂက်ဆီယောဘီဂက်ဆီယောဘီအင်္ဂါနေ့ကခယောဘီခယောဘီပေါ်ကြောင်းနေ့စီယောဘီစီယောဘီ ချက်သားပရင်းနေမုတ်ကွီအော်ဘီမုတ်ကွီအော်ဘီတောက်ကြနေခင်ယော်ဘီခင်ယော်ဘီစနေနေဒိုယော်ဘီဒိုယော်ဘီတနင်္ဂနွေနေ့နိချီယော်ဘီနိချီယော်ဘီရပါမယ်နော်အဲ့တော့ပြောမယ်ဆိုရင်တော့အရှိမာလဲပေါ့နော်ယော်ဘီရဲ့အရှိမာဆိုရင်တစ်လုံးနှလုံးပဲရှိရဖြစ်တဲ့အတွက်ဒါလေးကတော့ကြက်မယ်ဆိုရင်ပေါ့နော်9မိနစ်10မိနစ်နဲ့ရနိုင်တဲ့စကားလုံးလေးတွေဖြစ်ပါတယ်အရင်ကြီးအချိန်ပေးပြီးတော့လေ့လာစရာမလိုဘူးပေါ့နော်ပြောမယ်ဆိုရင် အဲ့ဒါဆိုရင်နောက်တစ်မျက်နှာကြည့်ရအောင်เนาะနောက်တစ်မျက်နှာကလည်းဒီပေါ့เนาะရောပြီးနေတဲ့သက်ဆိုင်တဲ့အခေါ်ဝေါ်လေးပါပဲเนาะအဲ့ဒီဟာကိုဘယ်လိုမျိုးလေးပြောလဲဆိုတဲ့ဟာကိုဆက်ပြီးရောကြည့်မယ်အဲ့တော့ဒီမှာဆိုရင်ပေါ့နော်ခုနကဒီနေ့ဒီမှာဆိုရင် ရောပြီးနဲ့ဆုံးတယ် ဲ့တော့အဲ့ဒီယောဘီကိုကျွန်တော်တို့ဒီ question အနေနဲ့မေးမယ်ပေါ့နော်ပြောမယ်ဆိုရင်မေးခွန်းအနေနဲ့မေးတဲ့အခါမျိုးမှာဆိုရင်သူကကြတော့ဒီမှာဆိုရင်ဂျပန်စာမှာမေးခွန်းမေးရင်ပေါ့နော်နန်းနဲ့မေးတယ်ပေါ့နော် LA ကနနောက် on နဲ့ပေါင်းတဲ့အခါကျတော့ဘာဖြစ်သွားလဲဆိုတော့နန်းဖြစ်သွားတယ်နောက်ကကျတော့ယောနောက်ကဘီနန်းယောဘီနန်းယောဘီဆိုတာကကျတော့ဘာနေလဲဆိုတဲ့အဓိပ္ပာယ်ကိုပြောတာအဲ့တော့ဘာနေလဲ နော်ဂျပန်လိုဆိုဘာနေလဲကိုပြောချင်တယ်ဆိုရင်နန်ယောဘီနန်ယောဘီဆိုတာကဘာနေလဲဒါပေမဲ့သူရဲ့နောက်ကလိုက်တဲ့စကလုံးတော့ရှိသေးတယ်ပေါ့နော်အဲ့ဒါကကြတော့အောက်မှာဆက်ပြီးတော့ကြည့်မယ်နော်အဲ့တော့ခုဒီမှာဆိုရင်ဒီနေ့ပေါ့နော်ဒီနေ့ကိုပြောချင်တဲ့အခါကျရင်ဂျပန်လူကကြတော့ KYO ကချော့ချော့မှာနောက်ကဥနဲ့အတန်ဆွဲတဲ့အခါကျတော့ချော့ဆိုပြီးတော့ဖြစ်သွားတယ်ချော့ဆိုတာကဘာကိုပြောရလဲဆိုတော့ဒီနေ့ကိုပြောတာအဲ့တော့ဒီနေ့ကိုဂျပန်လူပြောချင်တယ်ဆိုရင်ချော့ချော့ရပါမယ်နော် မနက်ဖြန်မနက်ဖြန်ကကြတော့ A ကအာ S H I ရှိ T A ကတအာစတာအာစတာအာစတာဆိုတာကမနက်ဖြန်မနက်ဖြန်ဂျပန်လိုအာစတာလို့ပြောတယ်နောက်ခုတပတ်ခါကကြတော့ A ကအာ S A ကစ D ကတဲ့အဲ့တော့စကိုအတန်ဆောင်းတဲ့ခါကြတော့အာဆက်တဲ့အာဆက်တဲ့အာဆက်တဲ့ဆိုတာကတပတ်ခါကိုပြောတာပါအဲ့တော့ဂျပန်လိုတပတ်ခါကိုအာဆက်တဲ့လို့ပြောတယ် နောက်တစ်ခုဖိန်နှွဲခါကြတော့ SH ဆိုင်ကရှိ A က R S A ကစ D ကတဲ့အမှဒီတလုံးပို့နေတော့အရှိကစကိုအတန်ဆောင်မယ်ဆိုရင် she accept it အဲ့တော့ပြောမဆိုင်ရင်အပေါ်က asset တယ်ဟိုမှာအရှိကရှိလေးတစ်လုံးပဲပုံသွားပါဘောနော်အဲ့တော့ she asset တယ်ဆိုပြီးတော့ဖြစ်သွားမယ် she asset တယ်ဆိုရင်ဘာဖြစ်သွားလဲဆိုတော့ဖိနှွဲကဖြစ်သွားတယ်အဆိုင်ပြန်ပြီးတော့ပြောမယ်နော်ဒီနေ့ကိုဂျပန်လူက kyo မနေ့ဖြင့် asta တပတ်ခ အဆက်တဲ့ဖိနွယ်ကရှိအဆက်တဲ့ဆိုပြီးတော့ဖတ်သွားမယ်။ဟုတ်ဒါဆိုရင်အဲ့ဒါဆိုရင်ပေါ့နော်အောက်မှာမေခွန်းလေးကြည့်အောင်ဒီမှာဆိုရင်ပေါ့နော်အဲ့ဒါဒီမှာဆိုရင်ဘာစလုံးရှိတယ်ဆိုတော့ HA ဆိုတဲ့ဟာဆိုတဲ့စလုံးရှိရယ်ဒါပေမဲ့အဲ့ဒီဟာကိုရေးတဲ့အခါမှာဘာနဲ့ရေးပြီးလဲဆိုရင်ဒါလေးနဲ့ရေးရပေါ့နော်ရေးတဲ့အခါကျရင်ပေါ့နော်ပြောမယ်ဆိုရင်တော့ဟာပဲရေးမယ်ဖတ်တဲ့အခါကျရင်တော့သူ့ကိုဟာလို့မဖတ်ဘဲနဲ့ဝလို့ဖတ်ပေးပါ ဲ့တော့သူရဲ့နောက်ကကြတော့ဘာရထားလဲဆိုရင်ဒီမှာနန်းရောပြီပေါ့နော်နောက်က DE ကကြတော့ပြောမယ်ဆိုရင် das ပေါ့နော် D က de S ကကြတော့ su နော်ပြောမယ်ဆိုရင် D က de S က su das အဲ့တော့ de su လို့မဖန်နဲ့ das das အဲ့တော့သူရဲ့နောက်ကမေကောစလုံးဖြစ်တဲ့ ka das ka das ဆိုတဲ့အဓိပ္ပာယ်ကပြောမယ်ဆိုရင်တော့ဖြစ်ပါသည်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာပါ das နော် das ကပြောမယ်ဆိုရင်ဖြစ်ပါသည် desk ဖြစ်ပါသည်နောက်ကကာဆိုတာကသူကကြတော့မေကွန်စလုံးတလားတလဲဆိုတဲ့အခြေပဲပါတလားတလဲအဲ့တော့ desk ကဆိုရင်ဘာဖြစ်သွားလဲဆိုတော့ဖြစ်ပါသလားဖြစ်ပါသလဲဆိုပြီးတော့ဖြစ်သွားမယ်အဲ့တော့ကိုမစစဲတို့အပေါ်ကစကလုံးပေါ့နော် cure cure ဆိုတဲ့ဟာလေးအစားသွင်းပြီးတော့ပြောကြည့်မယ်အဲ့တော့ cure wa nayobi desk ခေါ်ဝနန်ယောဘီဒက်စကခေါ်ဆိုတာကဒီနေ့ဝဆိုတဲ့အသေးပဲကကြတော့မြန်မာလိုဆိုရင်ဒီရဲ့ကရဲ့ဆိုတဲ့အသေးပဲကိုပြောတာပါအဲ့တော့ခေါ်ဝဆိုတော့ဘာဖြစ်သွားလဲဆိုတော့ဒီနေ့ဒီဆိုပြီးတော့ဖြစ်သွားမယ်ဒီနေ့ဒီနန်ယောဘီဒက်စကဘာနေဖြစ်ပါတလဲ နော်အဲ့တော့ဒီနေ့ကဘာနေ့ဖြစ်ပါတယ်ဆိုပြီးတော့မေ့ရပေါ့နော်အဲ့တော့ဆဲလို့ပြန်ဖြည့်တဲ့အခါကျတော့ဒါဒီနေ့ကပြောမယ်ဆိုရင်တော့ပေါ့နော်စနေနေ့ပဲထားပါတော့အဲ့တော့စနေနေ့ဆိုရင်ဘာဖြစ်သွားလဲဆိုတော့စနေနေ့ကိုကျတော့ဂျပန်လိုဒိုယောပြီးလို့ခေါ်ပါတယ်အဲ့ဒါဆိုရင်စနေနေ့ဖြစ်ပါသည်ဆိုတော့ဒိုယောပြီး dust ဖြစ်သွားလိမ့်မယ်ပေါ့နော်အဲ့တော့သူ့ရဲ့နောက်က dust ကာကိုမှဘာဖြစ်မှလဲမေကွန်စလုံးဖြစ်တဲ့ကာကိုဖြုတ်ပြီးတော့ desk ကိုပြန်ထည့်ပေးပါမယ်။အဲ့တော့ပြောမယ်ဆိုရင်တော့ဒီဂျပန်စာကလည်းပေါ့နော်မြန်မာစာကနဲ့ဒါရိုက်အချိုးကျဖြစ်တဲ့အတွက်ဒါရိုက်ပုံစံသုံးထားတာဖြစ်တဲ့အတွက်အဲ့တိုင်းပဲအခုစနေနေ့ဖြစ်ပါသည်စနေနေ့ကဒိုယောဘီဖြစ်ပါသည်က desk အဲ့တော့စနေနေ့ဖြစ်ပါတယ်ဆိုတော့ဒိုယောဘီ desk ဖြစ်သွားပါလိမ့်မယ်။ရပါမယ်နော်အဲ့တော့ဆိုရင်နောက်တစ်ခုအာစတာဆိုတဲ့မနက်ဖြန်ဆိုတဲ့စကားလုံးကိုအစားသွင်းပြီးတော့ပြောပါမယ်အာစတာဝနန်ယောဘီဒက်စကာမနက်ဖြန်ကဘာနေဖြစ်ပါသလဲ အဲ့တော့မနက်ဖြန်ကတနင်္ဂနွေနေ့ဖြစ်ပါတယ်ဆိုရင်တနင်္ဂနွေနေ့ကနီချီယောဘီအဲ့တော့တနင်္ဂနွေနေ့ဖြစ်ပါတယ်ဆိုတော့နီချီယောဘီဒက်စ်နီချီယောဘီဒက်စ်အစ်တဝါနန်ယောဘီဒက်စ်ကနီချီယောဘီဒက်စ်ရပါမယ်နော်အစင်းနောက်ထပ်တလုံးတပတ်ခါအဆက်တဲ့တပတ်ခါကိုစာသွင်းပြီးတော့ပြောမယ်အဆက်တဲ့ဝနန်ယောဘီဒက်စကတပတ်ခါကဘာနေဖြစ်ပါတလဲတနင်္လာနေ့ဖြစ်ပါတယ်ဆိုရင်ဂေဆီယောဘီဒက်စ gesiobides asatewa nayobides ka gesiobides ရပါမယ်နော်နောက်ခုဖိနွဲကသွားပါမယ်ဖိနွဲကကြာတော့ဂျပန်လူကရှိ asatte လို့ခေါ်ပါတယ်အဲ့ဒါဆိုရင်ဖိနွဲကကဘာနည်းလဲဆိုရင်ရှိ asatewa nayobides ka အင်္ဂါနေ့ဖြစ်ပါတယ်ဆိုရင် kha yobides အင်္ဂါနေ့ဖြစ်ပါတယ်ဆိုရင် kha yobides ရှိ asatewa nayobides ka kha yobides ရပါမယ်နော်အားဆိုရင်မေခွန်းလေးတွေကြီးပဲဖတ်ပြပေးသွားမယ်ကျော်ဝနန်ယောဗီဒတ်စ်ကအစတဝနန်ယောဗီဒတ်စ်ကအစတဝနန်ယောဗီဒတ်စ်က ရှိအဆက်တဝနန်ယောဗီဒက်ကရပါမယ်နော်အတော့ခုဒီမှာဆိုရင်သုံးသွားတာကပြောမစိမေကွန်ဆလုံးနေနဲ့နန်ယောဗီဒက်ကဒက်ဆိုတဲ့စကားလုံးပေါ့နော်ဒက်ကိုသုံးသွားပါတယ်အတော့ဒီနေ့တို့မနက်ပြန်တို့တပတ်ခါတို့ဖိနှွဲခါတို့ဆိုတာကမပြီးသေးဘူးပေါ့နော်ပြောမစိနောင်လာမယ့်နေ့ရက်နေ့ရက်တွေကိုပြောတာဖြစ်တဲ့အတွက်ဆိုတော့ဒီမှာဆိုရင်ဘာအောင်သုံးပေးသွားလဲဆိုတော့ဒက်ကိုသုံးပေးသွားတယ်အဲ့တော့နောက်တစ်ခုထပ်ပြီးရှင်းပြပေးမယ်ပေါ့နော် ။နောက်ခုကဒီမှာဆိုရင်မနေ့ကမနေ့သားဆိုရင်ဂျပန်လိုက KI က KLO က no no ဥနဲ့အတန်ဆွဲတဲ့အခါကျတော့ no kino kino ဆိုတာကမနေ့ရကိုပြောချင်တာเนาะအဲ့တော့ဂျပန်လိုမနေ့ကဆိုရင် kino လို့ပြောပါတယ် kino နောက်တစ်ခုကကျတော့တနေ့ကတနေ့ကကျတော့အရှိက o tio က to tio do i က e โอตโตอิโอตโตอิโอตโตอิဆိုတာကတနေ့ကဆိုတဲ့အဓိပ္ပာယ်ပြမနေ့ကတနေ့ကပေါ့နော်ပြောမယ့်အစိမ်အဲ့တော့တမြန်နီးကဆိုရင်စပေါ့နော် SA ကစ KI က KO TO 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 I က E စာခီအိုတိုတို E စာခီအိုတိုတို E ဆိုတာကတမြန်နီးကပြောမယ်ဆိုရင်တော့ဒီမနီးက မနေ့ကဆိုရင်နောက်တစ်ခုကတနေ့ကဆိုရင်လွန်ခဲ့တဲ့နှစ်ရက်ကအိုတိုတိုကြီးဆိုရင်တော့ဒါလွန်ခဲ့တဲ့နှစ်ရက်ကပေါ့နော်စခီအိုတိုတိုကြီးဆိုရင်ဘာဖြစ်သွားလဲဆိုရင်လွန်ခဲ့တဲ့၃ရက်ကဆိုပြီးတော့ဖြစ်သွားမယ်ပေါ့နော်နေ့အနေနဲ့ပြန်ပြောရင်အဲ့တော့မနေ့ကရှိမယ်တနေ့ကရှိမယ်တ мян နေ့ကဆိုပြီးတော့ရှိပါမယ်ပြန်ပြီးတော့ပြောပြပေးမယ်မနေ့ကဆိုရင်ခီနိုတနေ့ကဆိုရင်အိုတိုတိုကြီးတ мян နေ့ကဆိုရင်စခီအိုတိုတိုကြီးဆိုပြီးတော့ဖြစ်သွားမယ်ပေါ့နော် အဲ့ဒါဆိုရင်အောက်မှာပေါ့နော်အပေါ်ကစာချောင်းနဲ့မတူတဲ့စကလုံးကဘယ်ဟာလေးဖြစ်မလဲဆက်ပြီးတော့ကြည့်မယ်နော်အဲ့တော့ဒီမှာဆိုရင်လေကုနာကပြောတဲ့အတိုင်းပါပဲရေးတဲ့အခါမှာဆိုရင်တော့ဒီစလုံးလေးနဲ့ပေါ့နော်ဟစလုံးလေးရေးမယ်ဖတ်ရင်တော့သူ့ကို what လို့ပဲအတန်းထွက်ပြပါအဲ့တော့ why ရဲ့အဓိပ္ပာယ်ကဒီနဲ့ကဆွဲအဓိပ္ပာယ်ပါ နောက်ကနန်းရောပြီးเนาะနန်းရောပြီးစာကဘာနေဆယ်တိတ်ပဲအမှသူနဲ့မတူညီတဲ့စကားလုံးလေးရှင်းပြပေးပါမယ်ဒီမှာဆိုရင် DE က de SH ဆိုင်ကရှိ TA က da dash da dash da dash da ဆိုတာကဘာကိုပြောရလဲဆိုတော့ဖြစ်ခဲ့သည်ဆိုတဲ့အတိတ်ပဲပြောတာပါသူအားကြတော့အတိတ်ပုံစံပေါ့เนาะပြောမယ်ဆိုရင်တော့ past tense ဖြစ်သွားမယ်အတိတ်ပုံစံဖြစ်ခဲ့တယ်နောက်ကစလုံးကကြတော့ကာကာဆိုတာကကုနာကပြောတဲ့အတိုင်းပဲတလားတလဲ ဲ့တော့ dash တာကဆိုဘာပြောလဲဆိုဖြစ်ခဲပါသလားဖြစ်ခဲပါသလဲဆိုပြီးတော့ပြောသွားမယ် what နန်ယောဘီ dash တာကနန်ယောဘီ dash တာကဘာနည်းဖြစ်ခဲပါသလဲเนาะအဲ့တော့စစ်တို့ဒီမှာဆိုရင်ပေါ့เนาะမြန်မာစာမှာလည်းရှိရေပေါ့เนาะပြောမယ်ဆိုရင်တော့ဖြစ်ပါသည်ဖြစ်ခဲသည်ဆိုတဲ့ပဲပေါ့เนาะအဲ့တော့เนาะပြောမယ်ဆိုရင်အဲ့လိုနှစ်ခုရှိတယ်လို့ပဲဂျပန်စာမှာဆိုရင်လည်း dash နဲ့ dash တာဆိုပြီးတော့ရှိမယ်အခုဒီမှာ dash တာဆိုတာကကြတော့မနေ့ကတော့တနေ့ကတော့တမြန်နေ့တို့ဆိုတာကဘာဖြစ်မှာလဲဒါအတိတ်မှာကြံခဲ့တဲ့နေ့ရက်တွေပြောမယ်ဆိုရင်အဲ့ဒီရက် တွေဆိုတာကဘာဖြစ်မှာမနီးယားတနီးယားတ мян နီးယားဆိုတာကပြီးသွားပြီပြီးသွားပြီဖြစ်တဲ့အဲ့အဲ့ဒီနေ့တွေကိုသွားပြီးတော့ဘာဖြစ်မှာလဲ dust နဲ့လုံးဝသုံးပေးလို့မရဘူးပေါ့နော်ပြောမယ်ဆိုရင်တော့ဘာနဲ့ပဲသုံးပေးရမလဲဆိုတော့အတိတ်မှာပြီးပြီးသားအနည်းတွေကိုပြောချင်တဲ့အခါမျိုးတွေမှာဆိုရင်အဲ့တော့ဂျပန်လို dash တာနဲ့သုံးပေးပါမယ်နော်လုံးဝ dust နဲ့မှားပြီးတော့သုံးလို့မရဘူးအဲ့တော့အပေါ်မှာလဲအဲ့ဒီတိုင်းပဲဒီနေ့မနက်ဖြန်တပတ်ခဖိနှွဲကအဲ့တော့နောက်လာမယ့်နေ့ရက်တွေကိုပေါ့နော်သွားပြီးတော့အတိတ်ပုံစံ dash တာနဲ့သွားပြီးတော့သုံးလို့မရတယ်လို့မျိုးပဲမနေ့ကတနေ့ကတ မြန်လေးကဆိုတဲ့ဟာကိုလည်းတွားပြီးတော့ dust နဲ့လုံးဝသုံးပေးလို့မရဘူးပေါ့နော်အဲ့တော့ကိုကမှတ်ထားပေးရမှာကအဲ့တော့သူစလုံးနဲ့တူပါတော့အဲ့တော့မပြီးသေးတဲ့နေရက်တွေကိုပြောချင်တယ်ဆိုရင် dash pp တာနေ့တွေကိုပြောချင်တယ်ဆိုရင် dash တာနဲ့သုံးမယ်အဲ့ဒီဟာလေးနှစ်ခုတော့တော်တော်ကိုယ်ကိုယ်လေးပေါ့နော်မှတ်ထားပေးစီခြင်းပါတယ်အဲ့တော့အခုဒီမှာဆိုရင်အစာသွင်းပြီးတော့ပြောမယ်ဆိုရင်စနေတို့မနေ့ကဆိုရင် kino အဲ့တော့ kino ကနန်ယောပိဒေးစတာကမနေ့ကဘာနေဖြစ်ခဲ့ပါသလဲ ဲ့တော့မနေ့ကပြောမယ်ဆိုရင်တောက်ကြနေပေါ့နော်အဲ့တော့ခုနကဒီနေ့ကိုစနေနေ့နဲ့ပြောလိုက်တာဖြစ်တဲ့အတွက်မနေ့ကဆိုတော့ဘာပြောပါလဲမနေ့ကဂျပန်လိုကတောက်ကြနေကကြတော့ king of b လို့ပြောရပေါ့နော်အဲ့တော့ king of b ဲ့တော့သူကလည်းမေးတဲ့အခါကျတော့ dash star ကနဲ့မေးတာဖြစ်တဲ့အတွက်ဇဲဇဲတို့ပြန်ဖြေတဲ့အခါကျလည်းဘာဖြစ်မှာ dash star နဲ့ပဲပြန်ဖြေပေးမယ်။တွားပြီးတော့ dash နဲ့လုံးဝဖြေလို့မရဘူးပေါ့နော်။တနေ့ကဆိုရင် auto to ကြီးပေါ့နော်။အားဆိုရင်တနေ့ကဘာနေဖြစ်ခဲ့ပါသလဲလို့မေးမယ်ဆိုရင် auto to ကြီးဝနန်ယောဘီ dash star က auto to ကြီးဝနန်ယောဘီ dash star ကအဲ့တော့မနေ့ကတောက်ကြနေဆိုတော့တနေ့ကဆိုတော့အရှိကိုပြန်သွားတာဖြစ်တဲ့အတွက်ပေါ့နော်။ဂျာတာပရီနီဖြစ်သွားပါမယ်။ဂျပန်လို့ဂျာတာ ပရီနီကမိုကုယောဘီလို့ပြောပါတယ်အဲဒါဆိုရင်ဂျာတာပရီနီဖြစ်ခဲ့ပါတယ်ဆိုရင်မိုကုယောဘီဒေစတာမိုကုယောဘီဒေစတာ ပြန်ပြီးတော့မေကွန်နဲ့အဖေနဲ့ပြန်ပြောပါမယ်အိုတိုတိုအီဝနန်ယောဘီဒေစတာက မောခွေရောပြီးဒေစတာရပါမယ်နော်အဲ့ဒါဆိုရင်နောက်ဆုံးတစ်နေ့ဖြစ်တဲ့တမြန်နေ့ကဆိုရင်ဂျပန်လိုကစာခီအိုတိုတိုဤအဲ့ဆိုရင်တမြန်နေ့ကဗာနေဖြစ်ခဲ့ပါတယ်ဆိုရင်စာခီအိုတိုတိုဤဝနယောဘီဒေစတာကအဲ့ဒါဆိုရင်ဘောဒုံနေ့ဖြစ်ခဲ့ပါတယ်ဆိုရင်ဘောဒုံနေ့ကဆီယောဘီအဲ့ဆိုရင်ဘောဒုံနေ့ဖြစ်ခဲ့ပါတယ်ဆိုတော့ဆီယောဘီဒေစတာစာခီအိုတိုတိုဤဝနယောဘီဒေစတာကဆီယောဘီဒေစတာ ရပါမယ်เนาะအဲ့ဒါဆိုရင်မေခွန်းနေပြီပဲပြန်ပြောပြသားပါမယ်ခီနိုဝနန်ယောဗီဒစ်တာကခီနိုဝနန်ယောဗီဒစ်တာကအိုတိုတိုအီဝနန်ယောဗီဒစ်တာကစာခီအိုတိုတိုအီဝနန်ယောဗီဒစ်တာကရပါမယ်เนาะအဲ့ဒါဆိုရင်ဒီနေ့အတွက်သင်ခန်းစာကတော့ဒီမှာပဲရလိုက်ပါမယ်အဲ့တော့အားလုံးကြည့်ရှုပြီးရတဲ့ကျေးဇူးများကြီးတင်ပါတယ်ရှင့်